ကြည့်တစ်ချက်တည်းနဲ့တင်နောက်တစ်စက္ကန့်မှာပဲမိစာကောင်ကြီးတောင်းတင်းသွားခဲ့ပါတယ်။သူ့မျက်နှာဖြူဖြော့သွားပြီးအော်ဟစ်လိုက်ရာကနေချက်ချင်းပဲကြောက်တုံးဖြစ်ပြောင်းလဲသွားပါတော့တယ်။တကယ်တော့လူသားတွေရဲ့ပေါ်စမှုကြောင့်နတ်ဖရားတွေကနောက်ဆုံးရာဇတ်တန်ကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။လက်ပြညမှာချက်မျက်နိုးရတဲ့မင်းသမီးလေးကိုရစ်ပူစော်ရပါမယ်။မဟုတ်ရင်တော့ကဘာကြီးကိုဖျက်ဆီးပစ်ဖို့ပင်လယ်မိစာကြီးကိုဆင့်ခေါ်လိုက်မှာဖြစ်ပါတယ်။ချစ်ရသူကိုကစ်တင်ဖို့အတွက်ဂျွန်ကတူတက်ဖွဲ့နဲ့အတူနတ်ဖရားကိုတက်ဖို့ခီးထွက်လာခဲ့ကြတယ်။ရည်ရွယ်ချက်ကတော့ပင်လယ်မိစာကြီးကိုရှင်ပြိုင်နိုင်မဲ့မော်လက်နက်ကိုရှာဖွေဖို့ပါပဲ။မကြခင်မှာပဲမီလူဆာရဲ့မျက်လုံးတွေကပင်လယ်မိစာကြီးကိုနှိမ်နင်းနိုင်ကြောင်းသူတို့သိလိုက်ရတယ်။ ဒါကြောင့်မီလူးစားကိုဖမ်းချုပ်ထားတဲ့မြေအောက်ကဘာကမျက်စီကိုသူတို့ထွက်လာခဲ့ကြတယ်။မီလူးစားရဲ့မျက်လုံးတွေမှာအစွမ်းထက်တဲ့မောပညာရှိတယ်လို့ဆိုကြတယ်။တစ်ချက်ကြည့်လိုက်တာနဲ့ဒါကောင်တွေကကြောက်တုံးဖြစ်ပြောင်းလဲသွားမှာပါ။ကြောက်တုံးဖြစ်မပြောင်းသွားစေဖို့ခေါင်းငုံထားပြီးမျက်လုံးချင်းတိုက်ရိုက်မဆုံမိအောင်နေဖို့အဖွဲ့သားတွေကအချင်းချင်းအမြဲတတိပေးနေကြတယ်။ဒါပေမဲ့ဘိုးချုပ်ကပြောလို့မဆုံးသေးခင်ပါပဲ။မီလူးစားကသူတို့နောက်မှာတိတ်တဆိတ်ပေါ်လာခဲ့ပြီးအမားယွင်းသေးသေးလေးတစ်ခုကသူတို့အသက်ကိုပေးဆက်လိုက်ရလို့နေပါဖြစ်သွားတယ်။မီလူးစားကဂျုံကိုအမြန်ပြစ်မှတ်ထားလိုက်တယ်။ကံကောင်းစွာနဲ့ပဲဂျုံကမြင်းမြန်ဆန်းဆန်းတုတ်ပြန်နိုင်ခဲ့လို့တည်စီနိုင်တဲ့တိုက်ခိုက်မှုကနေလွတ်မြောက်သွားခဲ့တယ်။ မီရူးဆာရဲ့ခေါင်းကိုရဖို့အတွက်သူမရဲ့လှုပ်ရှားမှုတွေကိုတိတ်တဆိတ်စောင့်ကြည့်ဖို့သူ့ရဲ့ဒဏ်ကိုမှန်တဲ့ဘက်တုံးပြလိုက်တယ်။အချိန်ခါကောင်းရောက်လာတဲ့အခါသူကလျှက်စီးလက်တလို့လှည့်လိုက်ပြီးမီရူးဆာကိုအဆုံးသက်ချက်ကောင်းထိုးနှက်လိုက်ပါတော့တယ်။မကြာခင်မှာပဲမီရူးဆာရဲ့ခေါင်းပြက်ကျသွားပါတယ်။ဂျွန်ကခေါင်းကိုထုတ်ပိုးလိုက်တယ်။ပြီးတော့သူ့ရဲ့မိုးပြင်းမြင်ပေါ်အမြန်တက်ပြီးမင်းသမီးလေးစီကိုဥတီထွက်ခွာလာခဲ့တယ်။ဒီအချိန်မှာတခြားသူတွေကအသက်ပေးကလှုပ်ဖို့အတွက်မင်းသမီးလေးကိုပင်လယ်ထက်မှာချိတ်ဆွဲထားပြီးရစ်ပူစော်ဖို့အစဉ်အသင့်ဖြစ်နေကြပါပြီ။အဆုံးဖြတ်ပေးမယ့်အခိုက်တက်မှာပဲဂျွန်ကမီရူးဆာရဲ့ခေါင်းကိုအချိန်မီဆွဲထုတ်လိုက်ပြီးပင်လယ်မိစ္ဆာကြီးကိုကြောက်တုံးအဖြစ်ပြောင်းလဲပြစ်လိုက်ပါတော့တယ်။